င်ရလားခင်ဗျားတို့ဒေသမှာရှိတဲ့လူငယ်လူရွယ်တွေတကယ်ပဲပညာတတ်တွေဖြစ်ရင်လားခင်ဗျားတို့ကြည့်ရရင်တကယ်ပဲဖွံ့ဖြိုးကြင်လားတွဲပါတယ်ခင်ဗျားတို့ကိုယ်တိုင်တက်ဆိုင်ရကျွန်တော်တို့ဒီလုံချိုးတက်ဖို့ဝင်နေချိန်ဆက်ပြီးလမ်းနဲ့တွေအပ်ကြပါမင်္ဂလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတန်တဲ့သူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တဲ့ရန်ရှယ်လုပ်ပေးသွားမှာဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော် မျက်နှာစင်ပြေတယ်တိုက်ပွဲရွေးချက်ကဘာလဲဆိုရင်မန္တလေးမြို့ကိုထိုးပေါက်နိုင်မှုအတွက်အကြမ်းဖက်သမားတွေကပထမမူလကမန္တလေးမြို့ကိုထိုးပေါက်နိုင်မှုအတွက်စစ်ကြောင်း၃ကြောင်းနဲ့စစ်စစ်မျက်နှာ၃ခုနဲ့ကျွန်တော်တို့တဘက်ကအဲရှမ်းမြောက်ဒေသနောင်ချိုနဲ့တဘက်ကကျွန်တော်တို့ပြုံးလွေအဆက်ကလည်းထိုးပေါက်တယ်တဘက်ကကျွန်တော်တို့ပသိမ်ကြီးအပဒိန်ကြီးမတရားဘက်ကနေထိုးပေါက်တယ်တဖက်ကတော့ကျွန်တော်တို့မင်းကုန်းဘက်ကနေထိုးပေါက်တယ်လက်ရှိကျွန်တော်အစ်စ်တချောင်းကတော့တဖက်ကျွန်တော်တောင်းတာမြင်းကြံမလိုက်ဘက်ကနေထိုးပေါက်တယ်တိုက်ပွဲတွေကတော့ကျွန်တော်လေးတော်တော်လေးပြင်းထန်တယ်အဲ့ဒီဘက်မှာဆိုရင်ကျွန်တော်တို့ဒီအကြပ်ဖတ်သမားတွေအလောင်းတွေရောပြီးရင်ကျွန်တော်တို့ဒီ အကြပ်ဖတ်သမားတွေရဲ့ဒီအရှင်ပေါ့ဒဏ်ရာနဲ့အရှင်ဖန်စီရမိတာတွေရှိတယ်။ဖန်စီရမိတဲ့အခါမှာဒီအဖွဲ့တွေဘယ်ကနေလာလဲဆိုရင်သူတို့က KIA မှာ KIA ရဲ့လက်အောက်မှာသူတို့ဒီတန်တန်းဆင်းတယ်ပြီးရင် KIA နဲ့သူတို့ဒီစကိုင်းတိုင်းဒေသကြီးပြီးရင်ကျွန်တော်တို့ဒီကချင်ပြည်နယ်ဘက်မှာ KIA နဲ့အတူတိုက်ပွဲဝင်တယ်တိုက်ပွဲဝင်ပြီးတဲ့နောက်ပိုင်းမှာ KIA KIA ထံကနေသူလက်နက်တွေယူလာလက်နက်ခဲတွေတဲလာပြီးတော့ဒီဒေသမှာသူတို့စီးရဲကောင်တွေဖော်တယ်စီးရဲကောင်တွေဖော်ပါတယ် လက်ရှိတော့ကျွန်တော်တို့တိုက်တိုက်ပွဲတွေပြင်ထနေတယ်အဲ့တော့တိုက်ပွဲတွေကကျွန်တော်တို့တော်လေးပြင်ထပါတယ်သူတို့ရဲ့ရွေချက်ကတော့အဲ့ဒါပါပဲရွေချက်ကတော့မန္တလေးမြို့ကိုသူတို့စစ်မျက်နှာတစ်ခုထပ်ဖွင့်တာပါစစ်မျက်နှာတစ်ခုထပ်ဖွင့်တယ်ဒီစစ်မျက်နှာကတော့ဒါတော်တော်ကြီးကိုကျွန်တော်တိုက်ပွဲပြင်ထတယ်အဲ့တော့အကြမ်းဖက်သမားတွေကတော့ကျွန်မမသိမရှင်းအောင်တိုက်နေမှာပဲအဲ့တော့ဒီတပ်မတော်ကလည်းဒီအကြမ်းဖက်သမားတွေရှိနေနေများရှင်းပါပဲအဲ့တော့တချို့ကပြောတယ်အာဒီဒီဒီတပ်မတော်နဲ့ဒီအကြမ်းဖက်တွေကြားထဲမှာပြည်သူလူထုကမြေစာပင်ဖြစ်တယ်လို့ပြောပါတယ်အဲ့တော့ ကျွမ်းတကောင်ကြားထဲမှာမြေစာပေနဲ့နင်းချေခံတယ်လို့ပြောပါတယ်ဒါကြောင့်ကျွန်တော်တို့ကဒီလိုမျိုးလေးပြောပါတယ်ဒါကလည်းမမှန်ဘူးလားဆိုမှန်ပါတယ်မမှန်ပါတယ်ဒို့တော်လည်းပဲဒီမြေစာပေနဲ့အနေနဲ့တနည်းအားဖြင့်ကျွန်တော်ပြည်သူလူထုအနေနဲ့ဒီမြေစာပေနှစ်ခုချားမှာဈာညံ့မခံရဘူးအတွက်ဈာညံ့မခံရဘူးအတွက်မြို့မှာရှိတဲ့မြို့ကိုကျွန်တော်တို့ဒီလာပြီးခုတ်လုံလို့ရတယ်လာပြီးခုတ်လုံကျွန်တော်လုံချုံရေးတပ်ဖွဲ့ဝင်တွေကတနည်းအားဖြင့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ကကျွန်တော်တို့ဒီပံ့ပိုးတာတွေလုပ်ပါလိမ့်မယ် ဒါကြောင့်ကျွန်တော်တို့ဒီအကြမ်းဖက်သမားတွေရဲ့အေရီးယားမှာရှိနေတဲ့ပြည်သူလူထုအနေနဲ့ခင်ဗျားတို့ပြောသလိုကျွဲနှကောင်ကြားထဲမှာကျွန်တော်တို့ကမြေစာပြင်ဖြစ်ရပါတယ်ဆိုရင်မြေစာပြင်မဖြစ်ဖို့အတွက်ကျွဲနှကောင်ရဲ့ခတ်မှုထဲမှာနင်းချိုးခြင်းမခံရဖို့အတွက်ထိမိကိမှုမရှိဖို့အတွက်ပြည်သူလူထုအနေနဲ့ကျွန်တော်တို့ဒီမျိုးပေါ်လာပြီးတော့လာပြီးတော့ကျွန်တော်တို့စစ်ဆောင်အနေနဲ့လာခဲ့ကြပါလာခဲ့ကြပါကျွန်တော်အဲ့မှာကျွန်တော်လာတဲ့လူတွေကိုဒီမြို့နယ်လိုက်တပ်ဆိုင်ရာဒီစီမံအဖွဲ့တွေကနေပြီးတော့ဒါချိတ်ဆက်ပြီးတော့တိုင်းရိုင်းအစိုးရအဖွဲ့ကနေပြီးတော့ကျွန်တော်တို့ဒါစာရေးကတွေပံ့ပိုးတာတွေစောင့်ရပေးပါလိမ့်မယ်စောင့်ရပေးပါလိမ့်မယ် ဒါကြောင့်ကျွန်တော်တို့ဒီမြေစားပြီးမဖြစ်ဖို့အတွက်မြို့ကိုတက်လာခဲ့ကြပါအခုဒီစစ်သွေးကြွတွေကကျွန်တော်လူရိတ်ခုပြီးတော့လူလူကိုတိုက်နေတာလူရိတ်ခုပြီးတော့လူလူကိုတိုက်နေတာခင်ဗျားတို့ဗျာအရင်ကကျွန်တော်တို့ပြောပြပါလိမ့်မယ်ကျွန်တော်တို့လည်းကြေးလက်ကနေကြီးပြင်းလာတဲ့လူပါကျွန်တော်တို့လည်းခင်ဗျားတို့လိုရွာသားတွေပါကြေးလက်ကနေကြီးပြင်းလာခဲ့တဲ့သူပါကျွန်တော်နေတဲ့ရွာနဲ့ဘေးမှာရှိတဲ့ရွာတွေအားလုံးကကျွန်တော်ရွှေမျိုးတွေကြီးပဲဒီရွာကအမျိုးသားကဘေးရွာကအမျိုးသမီးနဲ့အိမ်တော်ကြတယ်ကျွန်တော်တို့ဒီရွာက အမျိုးသားကအခြားရွာကအမျိုးသမီးအိမ်အောင်ကြတယ်ဒီဘက်ရွာအမျိုးသမီးဟိုဘက်ရွာယူတယ်ဟိုဘက်ရွာအမျိုးသားကိုဒီဘက်အမျိုးသမီးကယူတယ်ဒီလိုနဲ့ပဲကျွန်တော်တို့ရဲ့ဒီချင်းလက်ဒလိကိုကျွန်တော်တို့ဖွဲ့စည်းထားတာလက်ရှိတော့ဗျာခင်ဗျားတို့ကအန်ဒီထောက်ခံလို့အဲကြက်ခံရေးထောက်ခံလို့ဆိုပြီးတော့အချင်းချင်းတွေတက်နေကြတာခင်ဗျားတို့တက်နေကြတာဒဇိမ့်နေမဟုတ်ဘူးခင်ဗျားတို့လက်နက်ကင်ပြီးဒလန်လို့ဆွဆွဲပြီးတက်နေတာဒဇိမ့်နေမဟုတ်ဘူးတချင်ကခင်ဗျားတို့ကျွန်တော်တို့ရက်ရွာဒေတာဖွံ့ဖြိုးရေးတွေစောင့်ရခဲ့တဲ့ကျွန်တော်တို့တိုင်းချစ်ပြည်ရှိပုံစံတွေပဲခင်ဗျားတို့တိုင်းပြည်ချစ်သလိုပဲ ဒလန်တို့ဆွဆွဲခံနေပြည်သူတွေတိုင်းပြည်ချစ်တယ်ဗျခဏတို့တိုင်းပြည်ချစ်တာလားခင်ဗျားတို့တိုင်းပြည်ဖြတ်တာလားဆိုတာခင်ဗျားတို့သိဖို့လိုတယ်ခင်ဗျားတို့ဘသူသားတမတ်ကိုင်ကြလဲခင်ဗျားတို့တကယ်တိုင်းပြည်ချစ်လားတကယ်တိုင်းပြည်ချစ်တယ်ဆိုရင်ခင်ဗျားတို့ဒေသအလိုက်လက်နက်တွေစွန့်ပြီးတော့ကျွန်တော်တို့ဒီလုံခြုံတပ်ဖွဲ့ဝင်တွေထံချိတ်ဆက်ပြီးတော့ခင်ဗျားတို့ဆောင်ရွက်ကြပါလက်နက်တွေစွန့်ပါခင်ဗျားတို့ဒေသကိုခင်ဗျားတို့တကယ်တိုးတက်ချင်လားတကယ်တည်ငြိမ်ချင်လားခင်ဗျားတို့ဒေသမှာရှိတဲ့လူငယ်လူရွယ်တွေတကယ်ပဲပညာတတ်တွေဖြစ်ချင်လားခင်ဗျားတို့ကြည်ရည်တကယ်ပဲဖွံ့ဖြိုးချင်လားတွဲပါတယ်ခင်ဗျားတို့ကိုယ်တိုင် တတ်ဆိုင်ရကျွန်တော်တို့ဒီလုံချွေးတစ်ဖက်ဝင်နေချိန်ဆက်ပြီးလက်နက်တွေအပ်ကြပါအပ်ပြီးတော့ကိုယ့်ဒေသကိုဖွံ့ဖြိုးလှုပ်ကြပါခင်ဗျားတို့အလင်းဝင်ပါခင်ဗျားတို့အသက်ကိုကျွန်တော်အာမခံတယ်ဒါကျွန်တော်တို့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေကိုချစ်လို့အာမခံတယ်ခင်ဗျားတို့အလင်းဝင်မယ်ဆိုရင်လည်းပဲကျွန်တော်တို့ချိန်ဆက်ပြီးဆောင်ရပေးမယ်ဒါကကျွန်တော်တို့လုံရမယ့်အလုပ်တော့မဟုတ်ဘူးတိုးတော်လည်းပဲကျွန်တော်ဒီနိုင်ငံအတွက်ကျွန်တော်တို့လုံတဲ့လုံတိုက်ကြအောင်ကျွန်တော်ဝင်ပါလားခင်ဗျားတို့စဉ်းစားကြည့်ပါရခိုင်ကခင်ဗျားတို့စာတင်ကြောင်းတစ်ကြောင်းဖြစ်ဖို့အတွက်ဒီရောက်မှရှိတဲ့ရမီရပါးတွေဥဆောင်နေ ရွာသူရွာသူရွာသားတွေအားနဲ့ပဲကျွန်တော်စာသင်ကျောင်းတွေဆောက်ခဲ့ကြတယ်ဖုံကျောင်းတွေဆောက်ခဲ့ကြတယ်ခင်ဗျားတို့တက်ခဲ့တဲ့ကြောင်းခင်ဗျားတို့တက်ခဲ့ကြတဲ့ကြောင်းခင်ဗျားတို့ကိုယ်တိုင်စက္ကန်းတွေလုပ်တယ်မိုင်းတွေလုပ်တယ်ပညာကလင်းငယ်တွေပညာမသင်ကြဘူးခင်ဗျားတို့လုပ်ခဲ့တယ်ဖုံကျောင်းတွေအဲ့ဒီဖုံကျောင်းမှာရှိတဲ့ဆရာတော်တွေခင်ဗျားတို့ကိုသင်ကန်းစီပေးခဲ့တာသင်ကန်းစီပေးခဲ့တဲ့ဖုံကြီးကိုခင်ဗျားတို့ဒလန်ဆိုပြီးဆွဆွဲတယ်တတ်တယ်ခင်ဗျားတို့တိုင်းပြည်တကယ်ချစ်နေတာပေါ့ဘူးဗျခင်ဗျားတို့တိုင်းပြည်ကိုဖျက်ဆီးနေတာခင်ဗျားတို့တိုင်းပြည်ဖျက်ဆီးနေတာအဲ့တော့ခင်ဗျားတို့စဉ်းစားမှာခင်ဗျားတို့ဆက်တိုင်းမှာတိုင်းရင်ဆက်တိုင်းမှာ ရှင်းရှင်းလေးပဲခမရကိုဆက်တိုက်မလားတိုက်မယ်လေဘာဖြစ်လဲဆက်တိုက်မယ်လို့တိုက်မယ်ယောက်ျားတွေပြတိုက်မှာပဲဒီတက်မတော်ကတော့ခမရရန်သူရှင်းနေရှင်းပါပဲဒါတက်မတော်ရမူဝါဒပဲတက်မတော်သဘောထားပဲသဘောထားပဲဗျရှင်းပါပဲခမရတို့ရှင်းနေတော့တက်မတော်ကလိုအပ်တဲ့စစ်စင်ကိုလိုအပ်သလိုလုပ်နေမှာပဲတကယ်တော့ခမရတို့လက်ရှိဖြစ်နေတာကနောက်ဆုံးရှင်းနေပဲခမရတို့ဒီစားတဲ့ခမရတို့ပို့စရာအကြောင်းမရှိတော့ဒါခမရတို့ရဲ့နောက်ဆုံးခမရတို့ရဲ့လုံနိုင်စွမ်းကလက်ရှိအခြေအနေကဒါအမြင့်ဆုံးရှင်းနေပဲတက်ဖြည်းဖြည်းခမရကိုကြပါကြလာပါလိမ့်မယ်လက်ရှိလက်ခမရရှမ်းမြောက်ဒေသမှာတက်ဖြည်းဖြည်းကြလာပြီခမရလက်ရှိဘမောဘာမှမဖြစ်ဘူးလေ အေးစေးပါပဲဒါခင်ဗျားတို့လုံးနိုင်စွာအကုန်ပဲခင်ဗျားတို့အဲ့ဒါအသက်ရှင်နေတယ်ခင်ဗျားတို့လူဘဝမှာလူလိုသူလိုနေနေတယ်လူနဲ့သူနဲ့သူအောင်နေနေတယ်ဆိုရင်ခင်ဗျားတို့အနေနဲ့လက်နဲ့တွေဆုံးပါလက်နဲ့တွေဆုံးဖို့လိုတယ်အဲ့ဒီလိုမှမဟုတ်ရင်ခင်ဗျားတို့ဘဝတွေချိန်မုန်းခံရမယ်ချိန်မုန်းကြီးခံရလိမ့်မယ်ခင်ဗျားတို့နေနေတဲ့နေရာကထိုင်းမြန်မာနေစားမဟုတ်တရုတ်မြန်မာနေစားမဟုတ်ဘူးအိန္ဒိယမြန်မာနေစားမဟုတ်ဘူးဗျခင်ဗျားတို့နေတဲ့နေရာကမြေပြန့်ဒေသမြေလက်ဒေသဘိုးအစိုးရရဲ့အာဏာဇက်အပြင်းထန်ဆုံးရှိတဲ့နေရာတွေခင်ဗျားတို့သိရမှာခင်ဗျားတို့ချိန်မုန်းကြီးခံရမယ် ချိန်မုံတဲ့အခါမှာခင်ဗျားတို့တဖြည်းဖြည်းတင်းတက်တယ်လို့ချိန်မုံညှက်ခံမယ်ဒပရီတော့ဗျာခင်ဗျားတို့ရှိသမျှအင်အား900 300ရှိ300ဆိုဒပရီတော့ခင်ဗျားတို့အပြည့်ရှင်းနိုင်မှာမဟုတ်ဘူးဘာပြက်နေတာဟုတ်တော့လည်းပဲတဖြည်းဖြည်းတဖြည်းဖြည်းတဖြည်းဖြည်းရှင်းသွားပါလိမ့်မယ်အဲ့တော့ရှင်းပါလေခင်ဗျားတို့ဆက်တိုက်မှာလားဆက်တိုက်တိုက်မယ်လေတိုက်မယ်ဘာဖြစ်လဲခင်ဗျလက်နက်ကင်တွေတိုက်ရမှာဒါခင်ဗျားလည်းတိုက်ရမှာပဲလေခင်ဗျာဒါတပ်ပြောတော့ခင်ဗျာအကြမ်းဖက်သမားရှင်းပါပဲ ။နံပါတ်၁ချက်ခင်ဗျားတို့မြေစာပင်မဖြစ်စင်ပြည်သူလူထုအနေနဲ့ကျွမ်းတကောင်ကြားထဲမှာမြေစာပင်မဖြစ်မခံခြင်းခင်ဗျားတို့အနေနဲ့ဒါမျိုးပြဒေသကိုလာပြီးတော့ဆစ်ဆောင်ကြပါ။လက်ရှိပြခင်ဗျားတို့ဒီပြည်သူလူထုဒလန်လို့ဆွဆွဲခံရတဲ့မိသားစုတွေအပြီးတော့ဒီဘက်မှာကျွန်တော်တို့နိုင်ငံဝန်ထမ်းတွေအသားသမီးမိသားစုဝင်တွေပေါ့ဗျာ။သူတို့အတိုင်းဝိုင်းနေတက်ခန့်နဲ့တက်ခန့်တဲ့ကောင်မှသူတို့ကြောက်လိုက်မျိုးပေါ်လာရှောင်းကြတယ်သူတို့ရှင်းတယ်လို့ရတယ်ရှင်းတယ်လို့ရတယ်ဒါကြောင့်ဒီအကြမ်းဖက်သမားတွေရဲ့အုပ်ချုပ်မှုတနည်းအားဖြင့်အကြမ်းဖက်သမားတွေရဲ့တဏ္ဏမိုးပြီးတော့ခင်ဗျားတို့အုပ်ချုပ်နေတဲ့နေရာမှာ အုပ်ချုပ်နေတဲ့နေရာမှာရှိပြည်သူလူအနေနဲ့ရအောင်ထွက်ပါရအောင်ထွက်မြို့မှာကျွန်တော်တို့ချိတ်ဆက်ပြီးဆောင်ပေးပါလိမ့်မယ်ကျွန်တော်တို့စိတ်ကျွန်တော်တို့နိုင်တဲ့နေရာကျွန်တော်ကူညီပေးပါမယ်ဒါကကျွန်တော်တိုင်းပြည်ကိုချစ်လို့လုပ်တဲ့အလုပ်တွေပါခင်ဗျားတို့ဒီကျွဲတဲ့ကောင်ကြားထဲမှာခင်ဗျားတို့ပြောတဲ့ကျွဲတဲ့ကောင်ကြားထဲမှာခင်ဗျားတို့ဘဝတွေမပြတ်စည်းစေချင်ပါဘူးမထိခိုက်စေချင်ပါဘူးတတ်မတော်ရှင်းပါလေလိုအပ်တဲ့အချိန်ဒီမှာလိုအပ်တဲ့ဆက်စီကိုဆောင်ပါဒါအချိန်တွေတခုပါဒါတိကျတဲ့အချိန်တွေပါပဲဆက်ရှင်းပါလိမ့်မယ်ပုံစံမျိုးစုံနဲ့ဆက်ရှင်းပါလိမ့်မယ်